မင်္ဂလာတရားတော်19မှာကိုလုတ်တဲ့ကိစ္စမှန်သမျှမှာစီကံရှိခြင်းနောက်တစ်ပိုက်ကဝိနယောစာသူတိတ်ခိတော်ဝိနယောဆိုတဲ့စကားလုံးကိုဘယ်နေရာမှာကြားဘူးတလေဝိနီးဆိုပြီးတော့ကြားမှုတယ်ပါဠိစကားဝိနယောဝိနယဆိုတာကိုဗမာလိုကြတော့အတိုးကဝီနီလို့ခေါ်တဲ့အတွဲ့ ဘုံကြီးတွေနဲ့ပဲဆိုင်တယ်လို့တွေးလိုက်မယ်ငါတို့နဲ့တော့မဆိုင်ဘူးအမှန်တော့ဒီနေရာမှာဝိနယဆိုတာကိုကျင်တရားစီကံ discipline ကိုပြောတာပါ ကိုလုပ်တဲ့ကိစ္စမှန်သမျှမှာစီကံရှိခြင်းသည် အောင်မြင်ကြောင်းကြီးပွားကြောင်းပြည့်စုံကြောင်းဘဝမှာအောင်မြင်ဖို့ဆိုတာ discipline ရှိဖို့လိုတဲ့ discipline ကိုရိုးရိုးလေးပြောကြပါစို့ မနက်ဘဲအချိန်မှာထမယ်ဆိုတဲ့စိတ်ကလေးရှိဖို့လိုတယ်။အိတ်ချင်တဲ့အချိန်အိတ်မယ်ထချင်တဲ့အချိန်မှာထမယ်ဆိုလို့မရဘူး။ဘဲအချိန်မှာစားမယ်ဘဲအချိန်မှာအလုပ်ကိုသွားမယ်ဒါတွေကလည်း discipline ပဲနော်။ဘုန်းကြီးတွေအတွေ့ဆိုလည်းပဲဖျားဆုံးမှထတာတွေရှိပါတယ်။ညအိတ်ခါနီးကလေးကမနဲ့ပဲအချိန်ထမယ်ဆိုတာစဉ်းစားပြီးတော့မှဆုံးဖြတ်ကြည့်ပါ အဲ့ဒီလိုဆုံးဖြတ်တဲ့အလေးအချိန်များလာရင်အဲ့ဒီအချိန်တန်းရင် အလိုလိုနိုးလာတတ်တယ်နော်။ဘုံကြီးဆိုအလံပေးစရာမလိုဘူး။အများဆုံးကြွားရင်9မိနစ်10မိနစ်လောက်ပဲကြွားမယ်။တခါကလေအိတ်တာနောက်ကျရင်လည်းနည်းနည်းလေးနောက်ကျပြီးနိုးတတ်တယ်။ဒါပေမဲ့နည်းနည်းလေးပဲနောက်ကျတဲ့သိတ်အများကြီးနောက်မကျဘူး။ဖះကိုယ်တိုင်ကလည်းအဲ့ဒီလိုမှလည်းယဟန်တို့တဲ့ အိမ်မယ်ဆိုရင်ဒီအတိုင်းမအိလူလိုက်နဲ့မနဲ့ပဲအချိန်ထမယ်ဆိုတာကို စိတ်ကစဉ်းစားပြီးတော့ဆုံးဖြောက်ပါတဲ့စัจကျရှင်သဘောမျိုးကိုကိုကိုပြောပါ မနဲ့ပဲအချိန်ထမယ်ပြီးမှတရားရှုမှတ်ရင် အိပ်ပျော်သွားလို့ရှိရင် ကိုထမယ်ဆိုတဲ့အချိန်မှာစိတ်ကအလိုလို ကိုစိတ်ကိုနှိုးလိုက်သလိုဖြစ်သွားတယ်အဲ့ဒါကအစ discipline နော်အောင်ငင်ခြင်းနဲ့ကြီးပွားခြင်းနဲ့ဆိုရင် ကိုလုတဲ့ကိစ္စမှန်တမျှမှာ discipline ရှိဖို့လိုတယ်။ဝေးတဲ့အခါမှာလည်း discipline ရှိဖို့လိုတယ်။စားတဲ့အခါမှာလည်း discipline ရှိဖို့လိုတယ်။ပြောတဲ့အခါမှာလည်း discipline ရှိဖို့လိုတယ်။ယဟန်တွေအတွက်ဖျားဆုံးမှထားတာရှိတယ်။တချို့စကားတွေဆိုယဟန်တွေလုံးဝမပြောရဘူး။ပြောရင်အပြစ်ရှိတယ်။မပြောသင့်တဲ့စကားဆိုတာရှိတယ်။ အဝတ်အစားကအစယဟန်တွေလုံးဝမဝိရတဲ့အဝတ်အစားရှိတယ်။ကိုယ်စီကနဲ့ကိုနေတာ။နေရာတိုင်းမှာ discipline စီကဆိုတော့ရှိရမယ်။အဲ့လိုစီကရှိတဲ့လူဟာပေါ်ပြီးတော့တိုးတက်တယ်။လောကမှာလည်းပဲအားလုံးအစင်ပြီးဟုတ်ဆိုတာစီကနေအများကြီးလုပ်ရတယ်။မနေ့ကပဲဥပမာလေးထားပြီးပြောလိုက်သေးတယ်။အခုလမ်းမှာကားတွေအများကြီးသွားနေတာနော်။မီနီယင်ဘာလို့ရလဲ။မီနီယင်ကားရရတယ်။အဲ့ဒါ discipline တစ်ခုပဲ။အဲ့ဒါ law ဥပဒေအရအေးယူလွတ်ရတယ်ဘာမှ accident မဖြစ်တောင်မှမင်းနီတို့မှဖြတ်သွားတဲ့ကားကိုအေးယူလွတ်ရတယ်အဲ့လိုစီကန်းမဲတဲ့လူများလာရင်ဘယ်နဲ့နေမလဲအန္တရာယ်များလာမယ်ဒုက္ခတွေများလာလိမ့်မယ်အဲ့တော့ကိုကိုလိုက်စီကန်းရှိဖို့လိုတယ်သူတစ်ပါးကိုလည်းပဲစီကန်းရှိအောင်တွန်းတင်ပေးဖို့လိုတယ်အတူတူဖြင့်ကိုသားသမီးတွေဆိုရင်တည်တည်ချာချာစီကန်းရှိအောင်တင်ပေးဖို့လိုတယ်သူတို့ကိုအောင်မြင်စေခြင်းလို့ကြီးပွားစေခြင်းလို့နော် ဖုန်းကြီးကိုယ်တိုင်ဖုန်းကြီးသမီးလေးတွေကိုအမ်ပတန်စီကံကြီးအောင်သင်ပေးတာတော်ရုံတိုင်ရုံစီကံမဟုတ်ဘူး street discipline သင်ကြတဲ့စီကံနော်ငငယ်တုန်းကတော့သူတို့မသိဘူးအခုကြီးလာတော့သူတို့သိတယ်ဘလို့အချိုးများလဲဆိုတာသူတို့သိသွားပြီဖုန်းကြီးကိုလည်းဖုန်းကြီးမိဘတွေကငငယ်တုန်းက discipline လုပ်ခဲ့တာပဲသိတင်းကြတယ်ငငယ်တုန်းကတော့နည်းနည်းစိတ်ညစ်တယ်ဥပမာတစ်ခုပြောရပါစို့ဘုန်းကြီးကိုထမင်းစားတဲ့အခါမှာထမင်းတစ်စည်းမှမကြံ့ရဘူးအကုံစားရတယ်အဲ့လားလဲ discipline တမျိုးပဲ အောင်မြင်ခြင်းနဲ့လူကြီးပွားခြင်းနဲ့လူဟာစီကန်းရှိရမယ်။ဘုံကြီးကိုကိုတိုင်စီကန်းလုထားတာရှိတယ်။ကိုအထွက်ကိုလုထားတဲ့စီကန်းကသူများစီကန်းနဲ့ပိုးမျိုးတင်းကြတယ်။တင်းကြတော့သူများကကိုကိုပြောเสียဘာမှမလိုတော့ဘူး။ကိုစီကန်းနဲ့ကိုနေတာ။ဖခင်ကလည်းစီကန်းနေလုပေးထားတာရှိတယ်။ကိုကကိုလည်းစီကန်းလုထားတာရှိလေ။ မိဘကကိုယ့်ကိုစီကံလုပ်ပေးထားတာရှိတယ်။မိဘမရှိတော့တဲ့အခါကျတဲ့သူတို့တော့မရှိတော့ဘူး။ငါလှုပ်ချင်တာလှုပ်လို့ရပြီ။အဲ့လိုတွေးတဲ့လူဟာအဲ့လိုလှုပ်တဲ့လူဟာမအောင်မြင်နိုင်တော့ဘူး။စီကံဆိုတဲ့ရဲ့တန်မိုးကိုတိပြီးတော့ကိုယ့်ဟာကိုယ်စီကံနဲ့နေရမယ်နော်။အတန်မမီရဘူး။ဒီစကားတိုင်းမဲ့ဆုံးဖို့လေးတစ်ခုငယ်ငယ်တော့ဖတ်ဖူးတယ်။စီကံဆိုတာလူရဲ့တန်ဖိုးတဲ့။အင်မတန်အစိမ့်မြင့်တဲ့စကားလေးဖြစ်တယ်။ အောင်မြင်တဲ့သူတွေခုကြီးလိုက်တဲ့အခါမှာတိတ်စည်းကမ်းရှိတာတွေ့ရတယ်။ယဟန်ဆိုလည်းပဲယဟန်စည်းကမ်းနဲ့နေရမယ်။လူဆိုလည်းပဲလူစည်းကမ်းနဲ့နေရမယ်။ငါးပါးသီလဆိုရလဲလူစည်းကမ်းတစ်ခုပဲနော်။ဒါတင်မကသေးဘူး။ချက်ချက်ပြီးအများကြီးတွေးပါ။ဥပမာယဟန်ဆိုရင်သူ့နေရာနဲ့သူတတိပြုတဲ့စည်းကမ်းတွေရှိတယ်။ဘလို့အသေးစိတ်ကလေးဆိုရင်စွမ်းစားတဲ့အခါမှာအတံမမီရဟူ ဟင်းကြော်တောက်တဲ့အခါမှာရှူးရှူးအတမ်းမမီရဘူးတဲ့ဒါကြောင့်ဟင်းကြော်တောက်တဲ့အခါမှာအတမ်းမမီအောင်တော်တော်တတိထားရတယ်ဇွမ်းကိုပါဇနာကဘီအပါလေဆောင်းပြီးတော့ပါဇာတဲ့ရောက်သွားအောင်လိုရတယ်ဟင်းကြော်တောက်လို့အတမ်းမီသွားတယ်ဆိုရင်အဲ့ဒါစီကန်းတစ်ခုချိုးဖောက်လိုက်တာပဲတခါတလေကြာရင် မကြည့်ပဲဘယ်နဲ့ဖြစ်သွားတာရှိပါတယ်တတ်နိုင်တယ်လို့တတိထားရတယ် ဇွန်းနဲ့စားခဲ့ခါမှဇွန်းတန်ခရင်တန်ကိုအတန်ကြဲကြဲမမကြီးအောင်တတော်ကိုတရိထားရတယ်။ဖြည်းဖြည်းလေးခတ်ယူရတယ်။ဖြည်းဖြည်းလေးစားလည်းပဲအမှန်တော့တိတ်အချင်းမကြပါဘူး။သူ့တတ်မှတ်ထားတဲ့အချင်းအတွင်းမှာပဲစားတဲ့ကိစ္စလည်းပြီးသွားတာပါပဲ။ဒီလိုအသေးအမွှားလေးတွေရာစားအရင်မကြည့်ဘူးလို့သဘောမထားပါနဲ့နော်။တပြည့်လေးတရဆိုလဲလူကြီးတွေအများကြီးကြားထဲမှာသူ့ကိုမိတ်ဆွန်စားပါပွဲကိုလာဖို့ဖိတ်ထားတယ်။သူကငငယ်လေး သူ့ကိုဖိတ်ထားတဲ့သူကသူ့ထက်အသက်20-30လောက်ကြီးတယ်။ရာလူလက်တော်တော်ကြီးတယ်။သူ့ကိုခင်လို့အိမ်ကိုလာခဲ့ပါသမင်းလာစားပါလို့ဖိတ်ထားတာ။သူကကြောက်နေတယ်။ဘလို့သွားစားရမလဲ။အဲ့လိုတော့ဖန်ပြကသူ့ကိုဇွန်ခရင်နဲ့စားနီးတင်ပေးရတယ်။ဇွန်ကိုဘလို့ gain ခရင်ကိုဘလို့ gain ဇွန်နဲ့မှသမင်းကိုဘလို့ရောက်တော့အောင်သွင်းထည့်ပြီးတော့ဘလို့လုံလုံစည်စည်လေးဖြစ်သွားအောင်လော့လော့ပြီးတော့ပါစာထက်ကိုဘလို့ထက်ဇွန်နဲ့ခရင်နဲ့စားတတ်အောင်တင်ရတယ်။အဲ့လာကိုလေးကြည့်ရတယ်။ပြီးမှအဲ့လိုသမင်းစားပွဲဖိတ်ထားတာကိုတွားရတယ်။ ဲ့ဒီသမင်းစားပွဲသွားရဖို့အတွက်အကလေးအဲ့ဒီလိုမလေ့ကျင်ပဲနဲ့သွားတယ်ဆိုပါတော့ဟိုကြမှာဇွန်းမကင်တတ်ခရင်မကင်တတ်အတန်တွေလည်းအကျယ်ကြီးမီဇွန်းပြုတ်ကြခရင်ပြုတ်ကြစားတဲ့အခါလဲခတ်ပြီးတော့ပါစာထက်ထက်ဒဝတ်လောက်ကပြန်ကြဘယ်နဲ့နေမလဲကို့အပေါ်မှာလေးစားမှုမရှိတော့ဘူးနော်စားတာလေးတော့မှတတ်တတ်ရရမစားတတ်ဘဲကိုဆိုပြီးတော့ကို့အပေါ်မှာအထင်သေးသွားလိမ့်မယ်နော်ဒီလိုအသေးစိတ်လေးကြီးစဉ်းစားရမှာစီကန်းနဲ့နေတဲ့လူဟာ သူ့ကိုယ်သူ လေးစားမှုရှိတယ် ဘုန်းကြီးကဒီအချက်ကိုပဲအမြဲတမ်းပြန်ပြန်ပြောတာတတိထားမိတယ်နော်စီကန်းနဲ့နေတဲ့လူဟာကိုကိုကိုလေးစားမှုရှိတယ်အဲ့ဒါတည်းမကားသေးဘူးစီကန်းနဲ့နေတဲ့သူကိုအများကလည်းလေးစားတယ်ကိုကိုကိုလေးစားမှုရှိဖို့လိုတယ်လို့အများရဲ့လေးစားမှုကိုရဖို့လည်းလိုပါတယ်လောကမှာအများနဲ့အတူတူနေတာပါငါဟငါနေခြင်းတလို့နေမယ်ဆိုလို့မရဘူး နေကျင်တယ်လို့နေတဲ့လူဟာကြီးပွားမဲ့လူမဖြစ်နိုင်ဘူးလူတော့မတိုးဘူးလူရမဝင်ဘူးအဲ့ဒါကို ကိုဟာကို အတိတ်ပဲတွေအများကြီးချက်ပြီးတော့တွေးပါနော်ဖုန်းကြီးဆိုတပြည့်တွေကိုတေးချတင်ကြတာစပင်းကအစဘလူစပင်းမျိုးထားရမယ်ဘလူစပင်းမျိုးမထားရဘူးအကျင့်အီဘို့အစားကအစဘလူဟာမျိုးဝေးရမယ်ဘလူဒီဇိုင်းမျိုးဆိုမဝတ်တင်ဘူးဖနက်ကအစ ဘလို့ဖက်နှက်မျိုးကိုမစည်းသင့်ဘူးစကားပြောတာကအစဘဲစကလုံးအတုံးနှုံးမျိုးမတုံးသင့်ဘူးအဲ့ဒါကိုဘဲစားအုပ်ထဲမှာလဲဖုန်ကြီးအသေးစိတ်ထဲ့ရေးထားတာရှိတယ်ကိုရေကိုသွေးမီမားဆွေရန်စားအုပ်နော်ကိုရဲ့နေပုံထိုင်ပုံတွားပုံလားပုံပြောပုံဆိုပုံစကလုံးအတုံးနှုံးကအစဒီစကလုံးမျိုးငါမတုံးသင့်ဘူးဆိုတာနားမလဲပါဘန်းစကားမတုံးပါနဲ့ဆိုပြီးထဲ့ပြောဘူးတယ် ကြီးပွားခြင်းတယ်တိုးတက်ခြင်းတယ်ဆိုရင်ဒီလိုအသေးစိတ်လေးတွေစဉ်းစားရမှာပြီးတော့ကိုယ်သားသမီးတွေကိုလည်းဒါနေကိုနားလေအောင်တေချာရှင်းပြပါပထမတော့နေရတကလိုက်ပြောနေတာပဲဆိုပြီးသူတို့စိတ်ညစ်မှာပဲဒါပေမဲ့နောက်တော့သူတို့တိလာလိမ့်မယ်